အခန်းဆက်လေးစင်ကြဲတင့်တယ်ခြင်းစတုထပိုင်းလောင်ဝံကြီးသည်ဝေဝူရှင်အားမကြည်မရှုသူသည်နာခံယူသေးစွာကောင်းငိမ့်လိုက်ပြီးအတန်ဩဇာရှင်ရှင်နှင့်ဆိုလိုက်သည်တည်းပထမအကျွတ်တရားပြနှင်မယ်ဒုတိယဝိညာဉ်ချုပ်မယ်တတိယတုတ်တင်ဖြောက်ဖြက်မယ်အစကနဦးစီရင်မှုကတော့သူ့ရဲ့ဆွေမျိုးတွေပေါ် ကျေးဇူးပြန်ဆက်နိုင်ဖို့နဲ့သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ပေးဖို့သူအစွဲမကျွတ်တာကိုလွတ်မြောက်ခွင့်ပေးဖို့ဒါအလုံးမဖြစ်ရင်တော့ဝိညာဉ်ဖန်ထုတ်ဖိနှိပ်ရမယ်ကျွလွန်ခဲ့တဲ့အပြစ်တွေကမှားယွင်းနေပြီးအညိုတွေကနေတီလာသမျှအစွမ်းတက်တီတွေကလည်းလွင့်ပြေအောင်လုပ်မရတော့ဘူးဆိုရင်တော့အမြင့်ဖြတ်တုတ်တင်ပြရပါမယ်မော်တိုင်းလောကဟာဒီအတိုင်းတာအယူအဆကိုလိုက်နာရပါလိမ့်မယ် အမာရင်ဖြစ်လို့မရပါဘူးအခြားသူပေါင်းတို့သည်တက်ပြင်းရှေချပြီးမိုးနှံမင်းအားကျေးဇူးအနန္တတင်နေကြ၏လံဖိုးရွေးချယ်သွားသည်ကလံဝံကြီးဖြစ်နေခြင်းတွင်သို့မဟုတ်ဘဲမိမိတို့သာဆိုပါကအစဉ်စဉ်အချက်များကို ခုံပြန်ကြော်လွားမပြောမိရန်ခတ်ပေးလိမ့်မည်နန်းချီရန်သည်ဂျေနတ်နှစ်ထောင်အားရစွာ ကောင်းတငိမ့်ငိမ့်တခູ້မှမမှားဘူး ခဏရက်ကသူထက်ဆို၏တိုင်းဓမ္မကျင့်တဲ့နေရာမှာပဲဖြစ်ဖြစ်လူတူတူတယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ်ဒီလိုဖြောင့်မတ်တက်တည်ရမယ်မဟုတ်ဘဲကို့အိမ်လေးရွာလေးမှာတောကောင်တောင်မိစားလေးနှိမ့်နှင်းလိုက်တာတော့နဲ့ဂုံယူပဝင်မြင့်နေတော့အနှစ်မပါတဲ့ကြော်စုံမှုဆိုတာသူ့အကျိုးသူပေးမှဖြစ်လို့အနည်းနဲ့အမြန်အရှက်ရရလိမ့်မယ်ဝေဦးရှင်းသည်မျက်ခုံးပင်ကရွယ်ကားဖြင့် လမ်းဝန်ကြီးမျက်နှာပြီးတစောင်းကိုကြည့်မိသည် တွေးမိပါ၏လမ်းဖိုးသည်မိမိအားညှို့၍ဆုပ်ပြနေခြင်းသာဖြစ်မိဟု၍သူသည်သူ၏အထူးချံဆုံးတပည့်အားခေါ်ခဲ့သည်မှာမိမိအားအလိမ္မာစံပြကိုမြင်တွေ့အတူယူစေခြင်းသဖြင့်ဝေဥရှင်ကဆိုလိုက်၏ကျွန်တော်မေးစရာတစ်ခုရှိတယ်လမ်းချီရန်ကတုံ့ပြန်၏ပြော အကျွတ်တရားပြတာကအရင်လာပြီမဲ့အဲ့ဒါကြီးကပုံမှန်ဆုံးဖြစ်နိုင်တာများတယ်။သူ့နောက်ဆုံးဆန္ဒကိုဖြည့်ပေးမယ်။ပြောတော့လွယ်တယ်။သူ့ဆန္ဒကမသာဝတ်တည်လေးချုပ်ပေးပါကွာဆိုရင်တော့လုတ်ပြီးလို့လွယ်တာပေါ့။ဒါပေမဲ့သူ့ဆန္ဒကလက်တုံပြန်မှုလူတွေတပုံကြီးတက်မယ်ဟေးဆိုဘလို့လုပ်မလဲ။လန်ချီရန်ကဆိုလိုက်ပါ၏။အဲ့ဒါကြောင့်ဝိညာဉ်ချုပ်တာကနှိမ့်နာကိုကူရတာပေါ့လိုအပ်ရင်တုတ်တင်ပြဖို့ပါရှိနေတာပဲဝေဝူရှင်းက ြုံဆဆပြုလိုက်၏။နှမျောစရာ။သူသည်ခေတ္တခဏခန့်ရက်လိုက်ပြီးမှစကားကိုဆက်၏။ကျွန်တော်ကဒီဖြေကိုမသိလို့မဟုတ်ဘူး။ကျွန်တော်ကစရုပ်ထနီလန်ကိုစဉ်းစားနေရ။မန်ချီရန်ကပြောပါ၏။စရုပ်ထနီလန်ကိုကြုတ်တကားမှမကြားဘူး။ဝေဥရှိကနှုတ်ဟာလိုက်ပြန်၏။အနာဘကွာတာဒီလိုတည်လိုက်ရတော့ဖုတ်ဝင်အလောင်းဖြစ်နေပါပဲ ဒါမထူဆန်းဘူး။ तू ကမတည်ခင်လူရောက်တရားကြောလက်မယွန်းစီရင်ခဲ့တယ်ဆိုတော့ဒီလိုလုပ်ရင်မကောင်းလား။အဲ့ဒီလူတွေရဲ့အုပ်ဂူတွေကိုပြန်တူအညိုတေးအမုံတရားတွေအစွမ်းကြအောင်ချွာပေးလိုက်။အဲ့ဒီလူတရားရဲ့ခေါင်းတွေကိုလည်းလိုက်ဆုလိုက်အောင်။ပြီးရင်သူတို့ကိုဟိုဖုတ်ဝင်လောင်းနဲ့တိုက်ခိုင်းလိုက်တာပေါ့။လောင်းဝန်ကြီးသည်အစုံနိုင်မှုသူ့အားကြည်ရန်ခေါင်းလှည့်လာချေသည်တည်း။မျက်ခုံးယူမှာကပြန်ပြူးစေ အမုံရကဗလာနတ်တီလန်ချီရန်ဒီကဒေါသတလူလူကြောင့်မုတ်စိတ်ပင်သွေးပူပူရိမ့်နေပါလေ၏သူကအောငေါလိုက်၏အတင်ရဲလာချေလားခမ်းမတွင်မှလူပေါင်းသည်တုတ်တုတ်မလှဝင်တော့မိစာကိုတုတ်တင်ပြီးတဆီတရဲကိုဖြောက်ဖြောက်ဖို့နေရမှာအတိကမန်နိုင်ကအကျွတ်တရားပြနှင်းဖို့ပဲမင်းကတရားနီလန်းတကြနှင်းဖို့ကိုတော့မလေးလာဘူး အညိုတေးတွေအမုံတရားတွေအစွမ်းထအောင်လုပ်ဖို့တွေးနေသေးတယ်။တဘာဝဓမ္မကိုဖီလာဆန့်ကျင်နေတာပဲ။လူကျင်ဝတ်တွေဇာရိတတရားတွေမင်းကောင်းနေရောရှိရလား။ဝေဥရှင်းကခွန်တုံပြန်လိုက်။နှင်းပြီးရင်သုံးမရတော့တာလည်းရှိရလေ။အဲ့လိုဖြစ်မဲ့အတူတူအကျိုးရှိရှိ၃၆ခုနီးလေးပါလေရှာတဲ့နေမဟုတ်။ယူမီမီရှန်နာတားခဲ့တော့ဟောပဲကြည့်ပိတ်ဆို့ထားအလုံးမဖြစ်ဘူးလေ ရေပြောင်းပြန်လှည့်စီအောင်လုပ်ပေးလိုက်မှပိုကောင်းသွားတာဝိညာဉ်ချုပ်တော်ကအဲ့ဒီပိတ်ဆို့တာနဲ့တူတူပဲပိုကောင်းသွားမှာမဟုတ်တာလမ်းချန်သည်သူ့ထံစာအုပ်ထူထူအားလမ်းရွေပြပောက်လိုက်ပါတော့၏သို့တော်သူကနဘေးသို့တင်ရွှေကရှောင်းလိုက်သည်တည်းသူ၏အမူအရာကပြောင်းလဲမသွားအတွေ့ပေါက်ရာဆက်ပြောနေစေပင်ဝိညာဉ်အစွမ်းကလည်းတိတ်တိတ်တန်စွမ်းမဲအညိုးတဲစွမ်းကလည်းတိတ်တိတ်တန်စွမ်းမဲကို ဝိညာဉ်ဆောင်ဝင်းထဲမှာတင်ထားပြီးတောင်နေကိုအစိမ့်စိမ့်မော်မော်ခွဲပြစ်နိုင်တယ်။သမုတ်တရားကိုရေဖြည့်ပြစ်လိုက်နိုင်တယ်။ဒူရီသုံးဖို့အဆင်ပြေပြေရနေတယ်။ဒါဆိုရင်အညိုတေးဆွမ်းနေကိုရောဘာလို့လူတွေကသုံးလို့မရနိုင်ရမှာလဲ။လမ်းချီရန်ထမ်းမှအခြားစာအုပ်တစ်လွှာပြန်ဝင်လာပြန်၏။သူသည်ခက်ထန်စွာပြောလိုက်သည်။ဒါဖြစ်ရင်မင်းကိုကြုံမိမယ်။အဲ့ဒီအညိုတေးအစွမ်းတွေကမင်းပြောသမျှနာခံမမယ်။သူများကိုအနိုင်မပြုပါဘူးလို့ မင်းအမခံနိုင်သလားလေဦးရှင်းသည်ငါမသေးရေကူးတတ်သည်ဟန်နဲ့အဲ့ဒါတော့မတွေးရသေးဘူးလေလမ်းချင်းရသည်ပောက်ကွဲတော်သာလွင့်သွားရတော့၏မင်းတွေးပြီးရင်လေမော့တိုင်းလောကကမင်းကိုအရှင်ထားမှာမဟုတ်တော့ဘူးအခုထွက်သွားစမ်းလေဦးရှင်းသည်ကျိုးပြက်စွန်လေးပျော်တဝေးဝေးနဲ့အလင်းမြန်သွက်လက်စွာထွက်သွားပါလေသူသည်တိမ်လွှာနှမ်းမြိုင်အားလှဲ့ပတ်ကားဖြင့် ်ပန်းခူလိုက်မျက်နှုတ်လိုက်နဲ့နန်းနက်ခင်းကိုကုံလွန်စေလိုက်ပြီးနောက်လူအများစာတင်ကြင်ပြီးသည့်အခါတွင်မူသူ့အားတတိုင်းမိခေါမိုးထ၌တွေ့ရပါတော့၏ဝေဝရှင်သည်မိခိုးရောင်မှိုင်းမှိုင်းအုတ်ချပေါ်၌ထိုင်လျက်တော်ရိုင်းမြက်တစ်ချောင်းကိုပါဇက်မှတမြုံမြုံနှင့်ဒူတစ်ဖက်ထောင်းပေါင်တစ်ဖက်ချ၍ပအိုးထက်လက်လေးထောက်ကအလိုက်တင်ကိုလေးရင်းလျက်စာတင်သားတို့သည် သူ့အားလက်ညှိုးညွန်ကဇူလိုက်ကြ၏နောင်တော်ဝိတ်တကယ်လေးစားတယ်ဗျာထွက်သွားဆိုရနဲ့တကယ်ထွက်သွားတာဟဟနောင်တော်ဝိတ်ထွက်သွားပြီးတော့လေသူတော်တော်နဲ့ဘာဖြစ်သွားမှန်းမသိသေးဘူးပြီးမှမျက်နှာကြီးပုတ်လာရောဝေဝရှင်းနေဝါဘတ်တော်မျက်ပင်ကိုနှုတ်ဖြားမှမချအောက်ရှိလူများအားပြန်ဟေလိုက်၏သူမင်းလိုလဲငါအဖြေရသေးတယ်ထွက်သွားဆိုငါထွက်လာတယ်လေ ူအောင်ကဘာဖြစ်စေချင်တာလဲမြေဟွိုက်ဆန်ကပြောပါ၏ဘာလို့များလန်ဖိုးကြီးကနောင်တော်ဝေးကိုပဲထူးထူးခြားခြားစီကန့်ကြက်နေတယ်မသိဘူးသူကနောင်တော်ဝေးကိုတဲ့တဲ့တောင်ဟောက်လိုက်သေးတာစန်းချန်ကမူမဲပြ၏သူထိုင်နေသူကမဲလေအဲ့ဒီလိုသွားဖြေစရာလားအိမ်မှာပေါက်ပန်း၄၀ရှောက်អော်နေတာကိစ္စမရှိဘူးဒါပေမဲ့ဒီလာပြီးလန်ချီရန်ရှိပြောရဲသေးတယ်ကိုသေးရင်ကိုတူးတာပဲ ဝေဝရှင်ကဆိုဝါဤငါဘလို့ဖြစ်ဖြစ်သူစိတ်တိုင်းကြမှာမဟုတ်ပဲအဲ့ဒီတော့ငါပြောချင်တာပဲပြောတော့မှာပေါ့ဒါပဲဖြစ်ဖြစ်ပါငါသူ့ကိုကလန်ကဆန်လောက်တာမဟုတ်ဘူးတကယ်အသေးချာဖြေလိုက်တော့အတန်ကြာတဲ့အခါအားကြလေးစားခြင်းအမူအရာနံရုပ်တို့မြင်းဟွိုက်ဆန်းမျက်နှာ၌အစီအီပေါ်လာရ၏အမှန်တိုင်းပြောရရင်နောင်တော်ဝိပြောသွားတာတွေကအတော်စိတ်ဝင်စားဖို့ကောင်းနေဝိညာဉ်စွမ်းဆိုတာက မော်တိုင်းနမကျင်းနေမှာရတာရဲ့ရွှေတိတ်တိတရေရဖို့ဆိုနှစ်တွေဘလောက်တောင်ကြာလိမ့်မလဲအထူးသဖြင့်ကျွန်တော်လိုအမေးပိုက်ခင်းမာတဲ့ကအစွမ်းတွေခွေးစားသွားသလားထင်ရတဲ့သူမျိုးဆိုဝေးရောဒါပေမဲ့အညိုတေးစွမ်းကြပုံနကတေးရီစီရလာတာဆိုတော့အလွယ်တကူယူပြီးတုံးလို့ရမယ်ဆိုရင်အကောင့်တကအကောင့်ဆုံးဖြစ်မှာပဲရွှေတိတ်တိတရေဆိုဒီမှာကကာလတစ်ခုကြာမော်တိုင်းဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်ပြီးနောက် မော်တိုင်းပညာရှင်တို့၌တည်လာသည့်ဒရမေတက်လုံးယင်းကဝိညာဉ်အစံကိုဂိမ်အောင်ထိန်ချုပ်နိုင်၏အနီဒရမေတက်လုံးဖြစ်တည်လာပြီဆိုပါကမော်တိုင်းပညာရှင်၏မော်တိုင်းဓမ္မကျင့်ကြံခြင်းသည်လေလင်းမြန်တိုးတက်ကတာ၍တိုး၍သာကောင်းမွန်လာပေလိမ့်မည်မဟုတ်လင်းမူဇန်နိုင်မော်တိုင်းပညာရှင်ဖြစ်သာအယူထုံရမည်တည်းထိတ်တီးကိုင်းတစ်ခုမှတပည့်ကိုင်းသားက အသက်ကြီးမှဇပွေအတက်ပေါက်လင်းမှုအများကြောင့်ဂုံငယ်ရပြီတော့မည်။သို့တော်ညာမြို့ဟိုက်စန်းဒီကရှက်ဖွယ်ဟုထင်အပ်မတူ။ဝေဝရှင်းသည်လည်းရေမောမိလိုက်ပါ၏။အေးဆိုတုံးလို့ဘေးဝဲဖြစ်စရာလည်းမရှိတော့။ကျန်းချန်ကတတိပေးထိန်တားလိုက်သည်။ဒေါ်လာပြီမင်းပြောတာကပြောရတယ်။အဲ့ဒီအာရမလန်ကိုသာတကယ်မလျှောက်လိုက်နဲ့။ဝေဝရှင်းကပြုံး၏။ ဘာကိစ္စငါကျေပြန့်ဖြူးနေတဲ့လမ်းကောင်းကြီးကိုထားပြီးမြင့်ချင်းချင်းမဲမဲလေးတွေကပြင်တပြားလေးခင်းတဲ့တရားကိုရွေးလျှောက်ရမှာတော့အဲ့ဒီလောက်လွယ်နေရင်လူတွေကုန်းလျှောက်နေလောက်ပြီမပူစမ်းမှနဲ့ तू ကမေးလို့ငါဖြေအောင်ပါကွာတနေ့မင်းတို့ကောင်းနေလိုက်ဦးမလားညမထွက်ရအချိန်နဲ့မရောက်သေးဘူးဆိုတော့ငါနဲ့တူရစ်ဖန်းထွက်ရအောင်ကျန်းချန်ဒီစူငေါရပါသေးတယ်ဘာကိုရစ်ဖန်းမယ်လဲဒီနေရာမှာရင်းငှက်ရှိမလား အရင်ဆုံးတစ္ဆာသမารီကျန်းကိုတွားကူရည်အောင်လမ်းချီရန်ကငါ့ကိုမှားလိုက်တယ်။မင်းကိုတစ္ဆာသမารီကျန်းကသူ့ရောကောင်းတရားအပိုက်ကိုတုံးခေါက်ကူရည်ကိုပြောလိုက်တဲ့။အဲ့ဒါမှမင်းလဲတရားနီလန်ကြကြလူချင်းဝင်တဲ့ဇာရိတာတွေနားလဲမှားတဲ့။တစ္ဆာသမารီကျန်းဆိုသည်ကလန်ကိုင်းဤစီကံဥပဒေပေါင်းချုပ်ပင် အပိုက်ခွဲများသည်ပင်အလွန်ရှည်ပြီးလန်ချီရန်ကပေါင်းချုပ်ထူထူဖြစ် စီစစ်တီးဖြတ်ထား၏သူတော်ကောင်းတရားနှင့်ရှေးဆောင်လမ်းပြခြင်းတို့သည်ကျင်းဤစတုထာနှင့်ပြစမအပိုက်ခွဲများဖြစ်သည်ဝေဟုရှင်သည်ငုံမြုပ်နေသည့်မြက်ပင်ကိုထွေးထုတ်ကာခြေဖနှိုက်ဖြင့်နင်းဖီခြေလိုက်၏သုံးခေါက်တော့ငါတခါတော့ကူးရည်ယုံနေတယ်မိုးနဲ့မင်းစီဦးတိုက်နေရတော့ပြီငါကလန်ကန်းရလည်းမဟုတ်ဘူးလန်ကန်းရဲ့မိမတွေကိုယူဖို့လည်းစိတ်ကူးမရှိဘူး အဲ့ဒါကိုဘာကိစ္စသူကန်ရစီကန်တွေထိုင်ကူးနေရမှာလဲမရေးဘူးကွာမြေဟွိုက်ဆန်ကအမြန်ဝင်ပြောရည်ကျွန်တော်ကူးပေးမယ်ကျွန်တော်ကူးပေးပါမယ်ဝင်းဦးရှင်းကဆိုပါ ਈ ဘယ်သူမှအကျိုးမလိုပဲညောင်းရင်မလောက်ဘူးပြောစမ်းပါဦးမင်းကောဘာလို့ခိုင်းညင်လို့လဲမြေဟွိုက်ဆန်ကပြောသည်ဒါကဒီလိုနော်နော်ဝေးရဲ့လမ်းဖိုးကြီးကလေအကျဉ်းစိုးတစ်ခုရှိတယ်သူ့ ဝါကြမဆုံးမီပင်သူသည်ရုတ်ချီတန်သွားရပြီးချောင်းပလာထဆိုးကဖြင့်သူ၏ရက်တောင်ကိုဖွင့်၍ဘေးသို့အသာရွှေ့သား၏ဝေဥရှင်သည်တစုံတရာတော့ဖြင့်မူမမန်ဟုတိလိုက်ပေပြီသူလှည့်ကြည့်လိုက်သည်ခိုက်တေးကြပါ၏လဝံကြီးသည်စိမ့်မြစေတစ်ပုတ်ပင်ကိုအောင်နာရက်ကသူတို့ရှိရာကိုကြည်နေသည်ပေကြောပြင်တွင် ပီချံကိုလွှဲထားလျက်ပင် ။တရွက်နေပြောက်အရေးဆက်ဆကြ၌သူအားကြေရသည်မှာကြောက်စိမ့်တင်ွယ်ပင်နေမင်းဒူသေးတော်၏။သို့ပါတော်냐သူဤမြင်ကွင်းထားသူကမူလုံးဝမမြင်သာမနူးညံ။သူတို့လေးများကိုရေခဲလိုင်ခုတွင်ပိတ်ထားနိုင်သည်နှင့်။အာလုံးမင်းတီးကြ၏။မိမိတို့အတန်အတန်ငယ်ညံသွားကြောင်းသူကြသောနိုင်ခြေပင်ရှိနေသည်မို့အလုံးပါဇက်ပိတ်ဝစီဖုံးလိုက်ကြပါ၏ ို့တော့ဝေဦးရှင်တီကခုံဆင်းလာပြီးခဏသူ့ထံချင်ကပ်သွားသည်တီနောင်တော်ဝန်ကြီးလောင်ဝန်ကြီးသည် မျက်နာလွယ်ကရုပ်ကြီးပင်ထွက်သွားပါလိမ့်ဝေဦးရှင်တီသူ့ဤနောက်မှတွက်လက်တကြရှင်တပြပြနှင့် လိုက်ကာဩသည် နောင်တော်ဝန်ကြီးစောင့်မအောင်ဗျအဖြူဝဲလေးဝဲအလင်းတစားတစ်ပင်နောက်၌ဖြတ်ကနေပင်ရုပ်ဆော့မဆိုင် သူ့ပြောက်သွားသည်တည်းခြေရပင်မကျွင်ဝေဝရှင်းနှင့်စကားလက်ဆုံးမပြုလိုကြောင်းရှင်းလင်းတည်သားစွာဖြင့်ကြောပြင်ပပသာမြင်ရပြီးဝေဝရှင်းသည်နောက်ပြန်လှည့်ကြည့်ကအခြားသူများအားတိုင်တဲလိုက်၏သူငေါအေးမလုပ်ခဲထွက်သွားတယ်။အင်းညီဟိုက်ဆန်းကပြောလိုက်သည်ကြည်ရတာသူတကယ်နောင်တော်ဝေးကိုမုန်းနေပုံပဲ။လောင်ဝံကြီးကပုံမှန်ဆို ဟွန်းသူတကားမကိုဒီလိုယဉ်ကျေးမှုမမဲ့ဘူးဘူး။သူကငါ့ကိုမုန်းသွားပြီလား။ငါကတောင်းပန်ခြင်းလို့ဟာ ው ။တန်းချန်ကချိန်တော်ဆိုပါ၏။အခုမှတောင်းပန်မယ်။နောက်ကျသွားပြီ။သူ့လေးလိုပဲသူလည်းတွေးမှသေးကြတယ်။မင်းကစက်တရေတုံးထိမနိုင်သိမရဆေးမမီတော့ဘူးပေါ့။မင်းကိုအေးဆိုင်နေဖို့ကိုအာယုံမထားတော့တာ။ ဝေဝရှင်သည်အတွေးကိုအမောက်ပြန်လှည့်၍ပြုတ်ပြသည်သူကယူမဆိုင်တာများဘသူကကယူဆိုင်တာကြလို့သူကတိတ်ချောလှနေလို့လားတွေးမိသည့်အခိုက်လဝံကြီးသည်အမှန်တကယ်ချောမောသူဖြစ်ကြောင်းသူတရေရသွား၏ထို့ကြောင့်ပင်သူသည်မိမိပြုံဟန်ပြင်းနှုတ်လွားနှစ်သွေးအားပျော့ပျော့ရှင်ရှင်ပင်အမျှဝေးပြစ်လိုက်ပါတော့သည်တည်းသုံးရက်မြတ်သာကုန်လွန်ပြီးနောက် ဝေဟူရှင်သည်လန်ချီရန်၏အကျင့်ဆုံးမိသည်ကိုတိခွင်ကြုံရပါ၏။လန်ချီရန်၏သင်္ကန်းစားတို့သည်ညီငွေဝယ်ရှိလျာယုံသာမကအလုံးစုံကုန်လုံ၏စာပေဝဲစစ်ဆေးမှုများလည်းပါသည်။မော်တိုင်းလောကရှိအမီးရကိုင်းများမျိုးရိုးစင်စပ်ပြောင်းလဲလာမှုအစွမ်းတတ္တိအသည်သည်ကိုခွဲခြားပိုင်းဝေခြင်းအထင်ကရမော်တိုင်းပညာရှင်တို့၏အဆူအမိန်များ အိမ်တော်စုစရင်စသည်စသည်ဝဲဝရှင်သည်စာတင်ချိန်တွင်ဟောပြောခဲ့သည်မှနားမဝင်နားမလဲသည့်တိုင်ညီဟွိုက်ဆန်ကဖြင့်စာမေးဝဲဖြေရမည်ရဲ့နေသည်နှင့်ကြေးကြုံပမာကျုပ်ကိုအာထုတ်သည်တည်းသူသည် သူတော်ကောင်းတရားကိုဝဲဝရှင်တို့နှစ်ခေါက်ကူရေးပေးခဲ့ပြီးစာမေးဝဲမတိုင်မီ အတနာခံခဲ့သေးသည်လောက်ပါနောင်တော်ဦးရဲ့ကျွန်တော်အမှတ်က ုတိယအဆင့်ထက်နည်းနေကျွန်တော်နောင်တော်ကြီးကခြေလာချိုးလိုက်မယ်။ကြက်မှန်နေရတာတွေကလည်းတိုက်ရိုက်ဆင်းသက်လာတဲ့မျိုးနွယ်တွေရောဆက်ဆက်ပေါက်ဖွားလာတဲ့မျိုးနွယ်တွေရောမူလာမျိုးရိုးရောဂိုင်းခွဲတွေရောကျွန်တော်တို့လူစမ်းမြင့်မျိုးနွယ်ကတပည့်ဂိုင်းသားတွေတောင်ကိုဟါကိုအမျိုးမဆက်တရတဲ့ခြားတယ်။နောက်ဝမ်းလောက်ကွရင်ကျုံတလို့ဥကြီးတော်ကြီးတော်ခေါ်လိုက်တာပဲ။တခြားမျိုးနွယ်ရဟာရီဝါလိုက်မှန်နိုင်လောက်အောင်ခေါင်းကောက်နေသူရှိလို့လား။ ဒီရင်ပြန်ကဝဲပါသည်စာပိုက်စာသူအထွေတွေကိုကူရေးခိုးချကြသည့်ရလဖြစ်လောင်းဝံကျေးသည်စာမေးဝဲဖြစ်နေစဉ်ရှောင်းတခင်တိုက်ခိုက်ခဲ့ပြီးပွက်လောရိုက်အခင်ဤလက်တဲ့တရခန့်ချူအားဖမ်းလီသည်တည်းလန်ချီရန်သည်ဒေါသမဟာပောက်ကွဲကဖြင့်ထိတ်သီးကိုင်းတို့အားသူတို့၏လုံရများကို တိုင်းစားပို့လေသူသည်ဝေဝူရှင်အားအလိုမကျ ကြည်မရဖြစ်လာသည်တည်းအစာပိုင်း၌ဤစာသင်သားအပေါင်းတို့သည်ပကတိငြိမ်သည်မဟုတ်သည့်တိုင်အ ਨੇ ဆုံးတော့မြေသူကမှမီးစာမမွေချေချင်းငိမ်ဖင်းငိမ်ရန်စူးစမ်းနေခဲ့ကြ၏သို့သောယခုဝေဝူရှင်ရောက်လာသည့်နောက်ငကုမူလာကပင်လေယူရာရင်တက်သည့်ဗပြားပင်အုပ်သည့်တလွဲတတိပုံလောင်းချင်းလွှမ်းမိုးခရယာကညခိုးထွက်၍ စိတ်တိုင်းကြသေးရေမူလာကြသည်မလျော်ကန်သည့်မော်တိုင်းဓမ္မကျင့်စဉ်များကပူလာသည်သူတွေးစားခဲ့သည့်အတိုင်းပါပဲဝိယင်းသည်လူသားမျိုးနွယ်အတွက်အေးရမချိန်ချောင်းမှုပါသည်ကျန်ဖုံမြင့်ကဤသို့နှင့်ပြန်တမ်းမိမ့်မ၏ယင်းဒီကအမြဲတစေယင်းတို့ပြုမှုတတ်ပါသမို့ဆုံးမသွန်သင်ဂယုစိုက်ပေးပါအဆွေတော်လံဝေဝရှင်သည် အပြစ်ပေးခံရပြမ ayi အစ၌သူသည်လေးလေးနက်နက်မတွေးပြေစာကူးရေးရယုံများသာဖြစ်ပြီးသူသည်ဘယ်တော့ခါကမှကူးရေးပေးမည်သူမရှာခဲ့သို့တော်လည်းယခုတခါတွင်မူမြေဟွိုက်ဆန်ကပြောလာခဲ့၏နောင်တော်ဝိကျွန်တော်ကူညီပေးခြင်းတော့ထပ်ကူညီလို့မရတော့ဘူးဗျာကိုဘသာပဲတီးခန့်လုံးမှဖြစ်တော့မှာဝိဟူရှင်းကမေး၏ဘာဖြစ်လို့လဲ အဖိုးကြီးလန်ကပြောတယ်။သူတော်ကောင်းတရားနဲ့ရှေးဆောင်လန်ပြခြင်းနှစ်ခုစလုံးကိုကူးရရမယ်တဲ့။ရှေးဆောင်လန်ပြခြင်းသည်လန်ကိုင်း၏စေကံဥပဒေပေါင်းချုပ်အတွဲဆက်နှင့်ပိုင်းနိုင်အရှုပ်ထွေးဆုံးအပိုက်ခွဲဖြစ်သည်။ကန္နဝင်းစာပေဟံကိုကိုးကားထားပြီးအလွန်ရှည်သည့်အပြင်သုံးခဲ့သည့်ရှားပါဝေါ်ဟာရများစွာပါသေး၏။တစ်ချိန်တစ်ခါကူးရရုံများနဲ့ လူပေါင်းစီစဉ်ကိုစွန့်ကျင်စိတ်ပေါင်းနိုင်ပေ၏။ဆယ်ကျင်းမြတ်ကူရည်ပြပါလျင်အထက်ဘဝတို့ဇံမရပဲတန်းရောက်နိုင်သည်တည်။မြို့ဟိုက်ဆန်ကထမှန်ဆိုလိုက်၏။ပြီးတော့မှားလိုက်သေးတယ်။အပြစ်ပေးထားတဲ့ကာလအတွင်းမှာနောင်တော်ဝိနဲ့ဘသူမှအလေးလိုက်မနေရဘူးတဲ့။ကိုယ်လည်းကူမပေးရဘူးတဲ့။ဝေဝရှင်သည်စင်ချင်မိပါ၏။ ူများငါ့ကိုကူပေးမကူပေး तू ဘယ်လိုသိမလဲ तू ငါ့ကိုတရားရုံးနဲ့စောင့်ကြည့်ခိုင်းတာမှမဟုတ်လို့လားကြမ်းချန်ကဆိုသည်အေးလေပြောချင်တာအရာဝေဦးရှင်ကပြောလိုက်၏မင်းဘာပြောလိုက်တယ်ကြမ်းချန်ကဖြေကြသည် तू ကပြောလိုက်ပြီဒါမင်းကိုအပြင်ထွက်ခွင့်မပြုဘူးတဲ့စာကြည့်ဆောင်ကိုတော့ပြီးကူရမယ်တဲ့စင်မြင်တတိုင်းနဲ့မျက်နာမခွာပဲအမားကိုစင်ကျင်နေတဲ့ ီးတော့ကျင်းတီတယောက်ယောက်မင်းကိုစောင့်ကြည့်နေမှာဘာလို့လဲတော့ငါပြောစရာမလိုဘူးထင်တာပဲနော်စာကြည့်ဆောင်တွင်ကျင်းဝါထိုင်ပုံတစ်ချက်တိခေါက်သားစပွဲဖျောင်းမိတိုင်းတစ်ခုလူနှအူထိုင်ပုံတစ်ခုသည်တည်ငိမ်လျော်ကန်စွာရှိနေမြဲဖြစ်တော်ညာတစ်ဖက်တွင်မူဝေဝူရှင်သည်ရှေ့ဆောင်လမ်းပြခြင်းအားဆဲရထမနေကူရည်ပြပေပြီး အုံနောက်ကရီဝေရိုင်းကနှလုံးစိတ်ကပြင်းရီခွေလာသည်မို့သူသည်စုတ်တံကိုချကတက်ပြင်းချွေ၍ဘေဘီကိုငိတ်၏သူရင်မုံမြနိုင်ရှိနေခဲ့စဉ်ကမိမိဤရက်တို့လာပြီးနဝံချင်းနှင့်အတူစာပေတင်ရမည်ဆိုခြင်းအတွက်အားကြနေသည့်မိန်းကလေးများစွာရှိခဲ့၏သူတို့ကဆိုခဲ့သည်မြေယုံစင်စားတန်း၌ရုပ်ရည်ချောမောသူအပေါင်း ဆူယုံလေးရှိသည့်အားလျော်စွာယခုမျိုးဆက်တွင်မူကျောင်းစိမ်းနှစုညီနောင်တို့သည်ထူး၍ချော်မော်ပေကြောင်းယခင်ကမူဝေယူရှင်သည်သူ၏မျက်နှာရှိတဲ့တည်းမှအကဲဖြတ်ခွင့်မကြုံခဲ့ဘူးယခုကြည့်မိသည့်အခါမှပင်အတွေးစုံကြီးဝါပေါက်လာရ၏သူသည်အမှန်မင်းချော်မော်ပါ၏သို့တော်냐အနီမိန်ကလေးများသာသူအားကိုယ်တိုင်ကိုကြ မြင်တွေ့ကြပါလိမ့်မူတလောကလုံးနဲ့ကြားခံနေသည်လားမိဘမောင်မွားတို့ကွဲလွန်အနေစာရောက်နေသည်လားကြည်လေခါတူးလေမျက်နှာတရက်ကမြင်းမြပင်ချုံမော်သည်ဆိုပါစေအယူခံဝင်မရနိုင်ပေနဝန်ကြီးသည်ရှေးစာပေများကိုပြန်လဲကူးရင်းနေသည်ဦးဟောင်းနေသည်တမကရှာမရှာသည့်စာအုပ်များကိုလန်ကိုင်းဤစာကြီးဆောင်၌ သူသည်စုတ်ချက်များကဖြည့်၍ငိမ့်သည်သူ၏လက်ရည်ကတိတ်တက်ပြီးထမြက်၏ဝေဝရှင်သည်သူအားဆက်ရင်းနှင့်ကို မချီမမဲမနေနိုင်ခဲ့ဒီစလုံးတွေကအခက်ကြီးတွေကိုရေးထားတာဆင်းမြင်လိုက်တာလောင်ဝံကြီးသည် မပြောင်းမလဲဒီကြီးမြဲဝေဝရှင်သည်ကြုံတောင့်ကြုံခဲထူချစွာပင်အချိန်ကြာမြင့်စွာနှုတ်ပိတ်ထားဖြစ်သည် မနေနိုင်စုံနေကြလာသဖြင့်သူတွေးမိပါ၏ဤသို့မလှုပ်မရှက်တိမိရှိထိုင်၍တလအတွင်တနေလင်နိုင်ပေါင်းများစွာနေရပါလင်သူအသက်ရှင်လျက်ပြန်ထွက်နိုင်ပါမည်လုံးယင်းတို့နဲ့တွေးမိပြီးတကားလာသူသည်ခန္ဓာကိုယ်ကိုရှိသူအသာရင်း၍တိမ်ညွတ်လိုက်မိပါလေ၏